မင်းဘရုတ်မြို့ငယ်လေးကတုံတန်းကလေး18ယောက်ဟာညနေ9:18မိနစ်မှာသူတို့နေထိုင်တဲ့အိမ်တွေကနေရုတ်တရက်ပြေးထွက်သွားကြပြီးထူးဆန်းစွာပျောက်ဆုံးသွားပါတော့တယ်။ဒီထက်ပိုထူးဆန်းတာကတော့ပျောက်ဆုံးသွားတဲ့ကလေး18ယောက်လုံးဟာဆီယမ်မဂျက်စတင်ရဲ့အတန်းထဲကကျောင်းသားတွေဖြစ်နေတာပါပဲ။ဒီလိုဆန်းချက်လွန်လာတဲ့ဖြစ်ရမျိုးနဲ့စတင်ထားတဲ့ weapon solution ထဲမှာချားစိတ်ဝင်စားစရာကောင်းတဲ့ထူးခြားချက်ပေါင်းများစွာကြန့်ရှိနေပါလေတဲ့။ကဲခုဝဲဆောက်လိုက်ကြရအောင်။ဆုံးမကြီးရဲ့တက်တန်ဘယ်လောက်ရှိပြီလဲ။ ဆုံးမရင်ကလေးဒီစာမာကတ်ကိုပထမဆုံးအချိန်လာတွေ့တော့ငါ TV ရောဟာကို consumption လို့သုံးလုပ်ခဲ့တဲ့အတွက်ဆုံးမကြီးဟာ900ခုနဲ့ဝင်းကျင်လောက်ကလေးကသိရှိနေခဲ့တယ်လို့ယူဆရမှာပါဒါဆိုရင်ဆုံးမကြီးရဲ့သက်တမ်းကလေနှစ်ပေါင်းရာနဲ့ချီရှိနေပါပြီဆုံးမကြီးရဲ့မော်ဝင်သစ်ပင်မှာဘာဆွဲနေရှိလဲစင်ရွင်တွေပြုတ်လို့ဖို့ဆုံးမကြီးသုံးပြုတ်နေကြတစ်ကိုင်းတွေဟာ LSA အထိသူကိုယ်တိုင်တည်လာတဲ့မော်ဝင်သစ်ပင်အနေရလာတာပါအဲမော်ဝင်သစ်ပင်ဟာ Black Dawn လိုမျိုးစိုးချော်နေရှိပြီးစုံးစီရင်တွေအတွက်အသုံးပြုတဲ့ပင်သမျိုးလို့ယူဆရပါတယ်။ဇသိန်းငယ်မှာ Alice ကိုယ်တိုင်စီရင်ကိုအောင်မြင်စွာပြုလုပ်သွားနိုင်ခဲ့တဲ့အတွက် Alice သာစုံးမိုင်နဲ့သွေးသားတော်ဆတ်မှုလုံးဝမရှိဘူးဆိုရင်ဒီတစ်ပင်ဟာထူးခြားလာတဲ့မော်စွမ်းနေကိုပိုင်ဆိုင်ထားပြီးတစ်ကိုင်းကိုနီးမှန်လန်းမှန်အသုံးပြုလိုတိုင်းစီရင်တွေကိုအောင်မြင်စွာပြုလုပ်နိုင်လိမ့်မယ်လို့ယူဆနိုင်ပါပြီ။စုံးမိုင်ကကလေးတွေကိုဘာကြောင့်အဲ့လိုလုပ်ရတာလဲ ဆုံးမရင်ကလေးဒီစာအမြဲအားရင်ပြေဝပြီးအသက်ရှင်နေစေဖို့အတွက်လူသားတွေရဲ့တက်ရှိစွာအင်တွေကိုအမြဲဆုံယူစားသုံးနေဖို့လိုအပ်ပါတယ်။ဒါကြောင့်ပဲ Alexi မိဘတွေကိုအကြာကြီးထိန်းချုပ်ထားခဲ့တာပါ။ဒါပေမဲ့ Alex မိဘတွေဇေယျရတဲ့စွမ်းအင်တွေနဲ့တင်မလုံလောက်သေးတာကြောင့် Alex ကိုသူ့အတန်းပေါ်ကလေးတွေပိုင်ဆိုင်နေသုံးဆောင်တွေကိုခိုးယူခိုင်းခဲ့ပြီးဆုံးမရင်ကိုယ်တိုင်အစီရင်ပြုလုပ်ကသုံးနှန်းကလေးတွေကိုခေါ်ယူထိန်းချုပ်ခဲ့ပြန်ပါတယ်။ Main Brook မြို့မှာ အိမ်မောင်းများစွာရှိတဲ့ထဲမှာကျုံးမကြီးကဘာလို့ LS တို့အိမ်ကိုစတင်ပြစ်မှတ်ထားလာရောက်ခဲ့တာလဲရီလန်တွေဟာတစ်ခါတလေမှာကာလအတော်ကြာမဆုံးဖြစ်တဲ့မိသားစုဝင်တယောက်ယောက်ရှိတဲ့အိမ်မျိုးကိုစတင်ပြစ်မှတ်ထားပြီးအဲ့မိသားစုဝင်နေရာမှာ စားထိုးဝင်ရောက်လာတတ်ပါတယ်ဒီလိုခက်ဆင်ဆင်ပုံစံမျိုးကို The Visit ရုပ်ရှင်ထဲမှာလည်းမြင်တွေ့ခဲ့ရမှုပါတယ်ဒါကြောင့်မင်းမေဘရုံမျိုးကအိမ်တစ်လုံးမှာစတင်ချိန်ကြပြီးကပ်ပါလို့တွေ့ခတ်နေထိုင်မှုကြံစည်နေတဲ့အဆုံးမကြီးဟာ ် Alice တို့အိမ်ကိုပြစ်မှတ်ထားခဲ့တာဖြစ်နိုင်ပါတယ်။ Alice မိဘတွေကလည်း Alice ကို Lady ဆောင်ပြောပြတဲ့အချိန်မှာ Scar ရှင်းအောင်မညီဖြစ်နေတာကြောင့် Lady နဲ့ Alice တို့မိသားစုရဲ့ပတ်သက်ဆက်နွယ်မှုဟာတန်တရားဝင်စရာကောင်းနေတာပါ။ဒါပေမဲ့ဆုံးမိုင်နဲ့ Alice တို့တကယ်သွေးသားတော်ဆက်နေတာမျိုးလဲအနှဲငယ်ဖြစ်နိုင်ပါတယ်။ဒါဆိုရင်ဆုံးမိုင်ဟာ Alice တန်မော်ရီနဲ့ Alice မိဘတွေရဲ့တက်ရှိဆွဲအင်တွေကိုစောက်ယူစားသုံးခဲ့ပေမဲ့ Alice ကိုဘာလို့ချန်ထားခဲ့တာလဲ။ဒါကတော့ရှင်းပါတယ်။ ဆုံးမကြီးကသူထိန်းချုပ်ထားတဲ့လူတွေကိုစာပုံမှန်ကျွေးငိုင်းမှုလူတယောက်လိုအပ်တယ်လို့စီရင်အတွက်ကျောင်းကကလေးတွေရဲ့ပိုင်ဆိုင်မှုတွေကိုခိုးယူဖို့လေလူတယောက်လိုအပ်ပါတယ်ဒီကိစ္စတွေကိုလုံဆောင်ဖို့အတွက်ဆုံးမကြီးက Alex ကိုတုံးချခဲ့တာပါပဲ weapon စတဲ့ညမှာ lady စကယ်ပဲသိသွားပြီလားဒီကိစ္စမှာကလေးတွေဝိုင်းတမလို့ဆုံးမကြီးတကယ်သိသွားတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဆုံးမကြီးကသူ့ဝိညာဉ်ကိုမှုံဝင်သစ်ပင်နဲ့ချိတ်ဆက်ထားပြီး မိန်းမတယောက်ယောက်တို့မဟုတ် Alice မိသားစုဝင်တယောက်ယောက်ရဲ့ခန္ဓာကိုယ်ရဲ့ဝင်ပူးထားတာမျိုးဆိုရင်တော့ဆုံးမကြီးမတည်သေးဘူးလို့ယူဆရမှာပါ Justin နဲ့ Archer ဟာဆုံးမကြီးကလေးလေးကိုတကားမှမမြင်ဘူးသေးပဲသူတို့နှစ်ယောက်ရဲ့အိမ်မက်ဆိုးတွေထဲမှာဆုံးမကြီးဘာလို့ပေါ်လာရတာလဲဒီကိစ္စမှာတော့ဆုံးမကြီးကလူတွေရဲ့စိတ်ထဲဝင်ရောက်လွှမ်းမိုးချန်လည်နိုင်တယ် Pennywise လို့အစွမ်းမျိုးပိုင်ဆိုင်ထားတာဖြစ်နိုင်သလိုဆုံးမကြီးပြုလုပ်ခဲ့တဲ့စီရင်တွေရဲ့အကျိုးဆက်နေနဲ့စီရင်ပြုလုပ်ခံရသူတွေရဲ့နီးနားမှာရှိနေသူတွေကိုပါ ဆုံးမရင်ပုံရိပ်တွေလွန်မိုးတက်ရောက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ထူးခြားချက်အနေနဲ့မာကတ်စ်ကပါဆုံးမရင် ladies ကိုရင်ကမြင်မှုတဲ့ပုံစံမျိုးပြောသားခဲ့ပါတယ်။ဒီတိုင်းဆိုရင်တော့ ladies ရဲ့ဆုံးအတက်ကရဲတွေပါဝင်တစ်မျိုးလုံးကိုလွန်မိုးတက်ရောက်နေပုံပါပဲ။ဆုံးမရင်နဲ့ကပ်ပါကောင်ဘလို့ဆက်ဆက်နေလဲ။ဆုံးမရင်ဟာလူသားတွေကိုထိန်းချုပ်ပြီးသူတို့ရဲ့တက်ရှိစွမ်းအင်တွေကိုစုပ်ယူစားသုံးတတ်တဲ့ကပ်ပါကောင်လိုမိစ္ဆာမျိုးဖြစ်တာကြောင့်ဒီအကြောင်းကိုဆီယမ်မဂျက်စတင်အိမ်မက်ဆိုမှတ်တဲ့ဇာဝင်ခံ မာကတ်စ်လို့ဆုံးတဲ့တီမီကြည့်နေကြတဲ့ဇာဝင်ခန်းနဲ့ဂျက်စတင်တယောက်အဲလက်စတိုကိုစတင်နေတဲ့ဇာဝင်ခန်းတွေမှာကပားကောင်ဆိုတဲ့စလုံးကိုရိမ့်မော့နေနဲ့ထည့်သွင်းပြသသွားခဲ့ပါတယ်။ဆုံးမကြီးရဲ့ရင်နိုးပန်းကဘာကိုဖော်ပြနေလဲ။ဆုံးမကြီးရဲ့ရင်နိုးပန်းပုံစံကလည်းသူ့အားရင်ခြေနေကိုတွေဝိုက်ဖော်ပြနေပါတယ်။တောင်းနှန်းကလေးတွေရဲ့တက်ချီဆွိုင်းတွေကိုမဆုပ်ယူခင်ဆုံးမကြီးအားနေနေတဲ့ကာလတုန်းကသူ့ရင်နိုးပန်းတိတ်မပွင့်လန်းနေတဲ့ပုံစံမျိုးကိုဒီဇာဝင်ခန်းတွေမှာပြသသွားခဲ့ပါတယ်။ ။နှောင်းလန်းကလေးတွေဖြာဆုံးပြီးနောက်မှာတော့ဆုံးမကြီးလည်းအာရင်ပြန်လဲပြေးသွားလာပြီ။သူ့ရင်တို့ဘက်ပြေးဝပွင့်လန်းလာတဲ့ပုံစံကိုဒီဇဝင်ကန်းတွေမှာမြင်တွေ့နိုင်ပါတယ်။မေဖရုတ်မြို့မှာကလေး16ယောက်ပျောက်ဆုံးသွားတဲ့ည9:18မိနစ်ကကိန်းကနန်း20ဆိုတာဘလို့အတိတ်ပဲမျိုးဖြစ်မလဲ။ဒါအထက်တီအိုရီအများကြီးထည့်ရမှာဖြစ်နိုင်ခြင်းရှိဆုံး၃ခုလောက်ကိုပြောပြပေးသွားပါမယ်။ဆီယမ်မဂျက်စတင်အတန်းထဲမှာစုစုပေါင်းကြောင်းသား18ယောက်ရှိပြီး18ယောက်ပျောက်ဆုံးသွားတဲ့အတွက်အတန်းထဲမှာ အဲလက်ဆိုတဲ့ကလေးနဲ့ဆ iam ဂျက်စတင်တို့နှစ်ယောက်တာကြံရှိတော့တာဖြစ်ပါတယ်။ဒါကြောင့်အဲလက်နဲ့ဂျက်စတင်ကနံပါတ်1ကိုကိုစားပြုပြီးပျောက်ဆုံးသွားတဲ့ကလေး18ယောက်ကနံပါတ်7ကိုကိုစားပြုတယ်လို့ယူဆနိုင်ပါတယ်။ဒါပေမဲ့စည်ရင်ပြုလုပ်မှုမှာအဓိကပါဝင်ခဲ့တဲ့ Ladies နဲ့ Alice တို့ဟာနံပါတ်1ကိုကိုစားပြုတာမျိုးလဲဖြစ်နိုင်ပါသေးတယ်။ဖြစ်နိုင်ခြင်းနောက်တစ်ခုကတော့2018ဖေဖော်ဝါရီတုန်းက ဖလော်ရီဒါပြည်နယ်ပန်လန်းမြို့မှာဖြစ်ပွားခဲ့တဲ့ထက်တန်းကြောင်ပြစ်ခတ်မှုကြောင့်ចောင်းသား18ယောက်သေဆုံးခဲ့ရပါတယ်။ဒီဖြစ်စဉ်ဟောတာရည်ညွှန်းနေဆိုရင်နေ့တနေ့ရဲ့ဒုတိယလဖြစ်တဲ့ဖေဖော်ဝါရီလနံပါတ်1ကိုကိုစားပြုပြီးသေဆုံးသွားတဲ့ចောင်းသား18ယောက်ကနံပါတ်7ကိုကိုစားပြုတာမျိုးဖြစ်နိုင်ပါတယ်။ခရစ်ရှန်ဘာသာနဲ့သက်ဆိုင်တဲ့ခြား theory တွေလည်းရှိသေးပေမယ့်ဒီဗီဒီယိုထဲမှာထင်ပြောတော့ပါဘူးနော်။ဒါဆိုရင်ဇာသိန်းကမှကလေးတွေအကုန်လုံးစုံမိုင်းနောက်ပြေးလိုက်သွားကြပြီမယ်။ ထိန်းချုပ်ခံရတဲ့အားထားဘာလို့မလိုက်သွားတာလဲဒီကိစ္စမှာတော့ကလေးတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုပတ်ချီထားတယ်။စုံးမကြီးပြင်ဆင်မိတာတက်ကိုင်းကို LS ကတုံးခဲ့တာကြောင့်ကလေးတွေအားလုံးစုံးမကြီးနောက်ပြေးလိုက်သွားကြတာဖြစ်ပါတယ်။ဒါ့အပြင် Justin ကိုပြစ်မှတ်ထားတက်ဖြတ်ဖို့စုံးမကြီးကအာချာကိုစီခိုင်းထားပြီးဖြစ်လို့ Justin မတည်မချင်းအာချာကခြားပြစ်မှတ်နောက်ကိုထပ်လိုက်တော့မှမဟုတ်ပါဘူး။ထိန်းချုပ်ခံရပေမဲ့အသိဆုံးတဲ့လူတွေထဲမှာဘာလို့အာချာအရင်ဆုံးအသိစိတ်ပြန်ဝင်လာတာလဲ။ ။ကျောင်းရင်းကတော့အာချာဟာစုံးမရဲ့ထိန်းချုပ်မှုအောက်ရောက်တာသိမကြသေးလို့အာချာရဲ့တက်ရှိစွာရဲ့နေကိုမဆုံးယူရခဲ့တဲ့မှာလည်းစုံးမရဲ့ကြွသွားလို့ပါပဲ။အာချာရဲ့အိမ်မက်ထေကလေးဘုံမှာပြောင်းဝဲနေတယ်။ AR15 rifle တနားဟာဘာကိုရည်ညွှန်းချင်တာလဲ။တနားမျက်နှာပြင်ပေါ်မှာနှစ်စခွန်လို့ဖော်ပြထားတဲ့ AR15 rifle ဟာ IV ခုနကဗီဒီယိုရှင်းပိုင်းမှာပြောသွားသလို2018ဖေဖော်ဝါရီလကဖလော်ရီဒါပြည်နယ်ပတ်ကလန်မြို့မှာဖြစ်ပွားခဲ့တဲ့ထပ်တန်းကြောင်းပစ်ခတ်မှုနဲ့ တခြားအကြောင်းနှိမ့်ပြခံမှုတွေကိုတွေ့ဝဲညီညွတ်တာမျိုးဖြစ်နိုင်ပါတယ်။ဒါအပြင်ဆုံးမရလူသားတွေကိုလက်နက်လိုအသုံးချနေတဲ့ကိစ္စကိုတွေ့ဝဲညီညွတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ Trider ကတော့အာချာရဲ့အိမ်မက်ကအိမ်မက်ထူးထူးခြားခြားမရှိတဲ့အကြောင်းပဲပြောသွားတာကြောင့်ပြစ်တဲ့တွေနေနဲ့ဒီကိစ္စမှာတိတ်ကောင်းစားစရာမလိုတော့ပါဘူး။ဆုံးမရဲ့အစီအရင်မျိုးစားဘယ်နှမျိုးရှိလဲ။စီရင်တွေကဘလို့လှုပ်လှုပ်လဲ ။ဆုံးမိုင်ကလေးဒီစပူလုံးနေကြစီရင်တွေဟာတူလိုချင်တဲ့ပုံစံမှမူတည်ပြီးအနှဲငယ်ပြောင်းလဲသွားတတ်ပါတယ်။ဒီအကြောင်းကိုကျောင်းမာကတ်စုံစုံလွဲအိမ်နဲ့တင်းဝင်ပြီးစီရင်ပြုတ်လုံသွားတဲ့ဇဝင်ခန်းကတစ်ဆင့်စားလေးလာကြည့်ကြမယ်။ဆုံးမိုင်ကလေးဒီစာလူတယောက်ကိုထိန်ချုပ်တော့မယ်ဆိုရင်မှဝင်တက်ပြရရလာတဲ့တက်ကိုင်းကိုယူတက်ကိုင်းစုဝင်နဲ့သူ့လက်ကိုတွေးထွက်အောင်လုပ်ထွက်လာတဲ့တွေးကိုတက်ကိုင်းမှာတုံလေသူထိန်ချုပ်ရှင်တဲ့လူရဲ့ပိုင်ဆိုင်မှုတစ်ခုကိုတက်ကိုင်းမှာပတ်ပြီးခေါင်းလောက်ကိုတီးလိုက်တာနဲ့အဲ့လူကိုထိန်ချုပ်ပြီးသားဖြစ်သွားပါပြီ ဒီနည်းနဲ့ပဲဆုံးမကြီးကမာကတ်ကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ထိန်းချုပ်ထားတဲ့လူကိုတုံပြီးတခြားလူတယောက်ကိုပြစ်မှတ်ထားတိုက်ခိုက်တော့မယ်ဆိုရင်ပြစ်မှတ်ထားခံရတဲ့ဦးစပင်ကိုအစ်တစ်ကိုင်းမှာပဲပတ်ပြီးတစ်ကိုင်းကိုချိုးလိုက်ရမှာပါ။ဒါဆိုရင်တော့ဆုံးမကြီးထိန်းချုပ်ထားတဲ့လူကပြစ်မှတ်ထားခံရသူကိုစတင်တိုက်ခိုက်ပြီးဖြစ်ပါတယ်။ခိုင်ခိုင်မို့ရတဲ့ချင်းပြီဆိုရင်တော့ခုနကချိုးထားတဲ့တိတ်ကိုင်းကိုရေးဖြည့်ထားတဲ့စလုံးနဲ့ထည့်လိုက်ရုံပါပဲ ဒီစီရင်ကြောင့်ထိ ंछ ုံခံရတဲ့မာကတ်ကသူ့ချက်တူကိုပြစ်မှတ်ထားတက်ဖြတ်ခဲ့ပါတယ်။နောက်ပြင်ဆုံးမကြီးကဆီယမ်မဂျက်စတင်ရဲ့စမင်းကိုသုံးပြပြီးစီရင်ထပ်လုပ်ခဲ့တဲ့အတွက်မာကတ်တယောက်ဂျက်စတင်ကိုပါလာရောက်တိုက်ခိုက်ပါတော့တယ်။ဆုံးမကြီးဟာသူ့ထိ ंछ ုံပြီးတဲ့လူတွေကို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 ပြန်တက်ခိုင်းတော့မယ်ဆိုရင်တက်ကိုင်းစူးကြောင့်ထွက်လာတဲ့သူ့တွေကိုသူ့ကိုယ်တိုင်တက်ကိုင်းမှာတုံလင်းထိ ंछ ုံခံရတဲ့လူတွေရဲ့စမင်းတွေကိုတက်ကိုင်းမှာပတ်ပြီးအဲ့တက်ကိုင်းကိုချိုးလိုက်ရုံပါပဲ။ ဒီစီရင်မျိုးစောက်တော့ချင်းချုံခန္ဓာနဲ့အဲလစ်မီဝါတွေသူတို့ကိုယ်သူတို့ခရင်နဲ့ပြန်ထိုးကြတဲ့ဇဝင်ခန်းမှာတွေ့မြင်နိုင်ပါတယ်။ဒါပေမဲ့ချိန်နှင်းနေကြမှာပဲဆုံးမကြီးကသူ့အစီရင်ပြုတ်လောက်ထားတဲ့တက်ကန်ကိုရေးဖြည့်ထားတဲ့ဇလုံနဲ့ထည့်ပေးလိုက်တဲ့အတွက်အဲလစ်မီဝါတွေအထီးခိုက်နေခဲ့ပါတယ်။ညနာလေးတွေပဲနည်းနည်းပေါက်သွားတာပေါ့။လူတွေအများကြီးကို တပြိုင်တည်းထိန်ချုပ်ပြီးတနေရာထဲမှာခေါ်ထားတော့မယ်ဆိုရင်ဆုံးမကြီးက လူထင်းချုံချင်တဲ့လူတွေရဲ့ပိုင်ဆိုင်မှုတွေကိုတင်းငယ်တဲ့စိတ်ပိုင်းလူကြီးဖြစ်သွားအောင်စုပ်ဖြဲ့ပြီးရည်ဖြည့်ထားတဲ့စလုံးနဲ့ထည့်ရည်စလုံးနဲ့ကိုတတွေထွေမိညိထားတဲ့မိကျဆံကိုရည်စလုံးနဲ့ထည့်ပြီးခေါင်းလောင်းတိလိုက်တာနဲ့ထင်းချုံခန္ဓာလူတွေအကုန်လုံးခေါင်းလောင်းရှိရနေအောင်ရောက်လာကြမှာပါ။ဒါဆိုရင်စီရင်ပြီးမြောက်ပြီလို့အကြမ်းမြင်တတ်မှတ်နိုင်ပါတယ်။ဒါပေမဲ့ညဘက်ကြီးသုံးနှန်းကလေးတွေကိုဆုံးမကြီးပြန်ပေးဆွဲတဲ့ဆွေဝင်ခံမှာစီရင်ပြုတ်လုံပုံအဆုံးကိုတေချာမပြသွားတဲ့အတွက် ဒီစီရင်ကတော့အမားရွှဲအနှဲငယ်ရှိနိုင်ပါတယ်။ဒါဆိုရင်ရဲဝင်နန်းပေါ်စီနမဂျိမ်းစ်နဲ့ကလေးဖီအားချာတို့၃ယောက်ကိုလည်းစုံမကြီးဘလို့ထိန်းချုပ်ခဲ့လဲဆိုတာတေချာသိသွားတော့ပြီထင်ပါတယ်။ဒါရိုက်တာကတော့ထိန်းချုပ်ခံရတဲ့၃နန်းကလေးတွေနာရုံတော်တွေရလို့လက်ဆန်တမ်းပြီးပြေးလွှားကြတဲ့ပုံစံဟာ1983ခုနှစ်တုန်းကပူလင်စာစုရရှိခဲ့တဲ့ BNN စစ်ပွဲတပ်ပုံတပုံကနေအိုင်ဒီယာရခဲ့တာပါလို့ပြန်ပြောခဲ့ပါတယ်။ အင်တာပုံကဆိုရှယ်မီဒီယာစီးမျက်တွေနဲ့ကိုက်နေတာကြောင့်ဒီဗီဒီယိုထဲမှာတော့ထည့်ထားပါဘူးနော်။မာချာကလည်းထိန်းချုပ်ခံရသူတွေပြေးလွှားကြတဲ့ပုံစံဟာပြစ်မှတ်စီအရောက်သွားနေတဲ့မစ်ဆိုင်းတုံးချီရီနဲ့တူတယ်လို့ပြောခဲ့တာကြောင့်ဆုံးမကြီးကသူထိန်းချုပ်ထားတဲ့လူတွေကိုလက်နက်လိုအသုံးပြုနေရဆိုတဲ့အချက်ကိုပုံမပေါ်လွင်သွားစေပါတယ်။ကလေး၁၈ယောက်လုံးဆုံးမကြီးနောက်ပြေးလိုက်ကြတဲ့ဇာတ်သိမ်းခန်းမှာနာဟိုတိုလိုလက်ဆန့်တန်းတဲ့ပုံစံမျိုးဘာလို့မလုပ်ကြတော့တာလဲ။ ဒါကတော့ဇာတ်သိမ်းခန်းမှာ LSP လုပ်ခဲ့တဲ့အစီရင်ဟာဆုံးမကြီးရင်တော့ငါပြုလုပ်ခဲ့တဲ့အစီရင်တွေလောက်နီးစနစ်မကျတာကြောင့်ထိ ंछ ုံခံရသူတွေလက်ဆက်တန်းတဲ့ပုံစံပြောက်ွယ်သွားတာလို့ပဲဖြေတွေ့ရမှာပါရုပ်ရှင်စာပိုင်းမှာ main proof မျိုးကအဖြစ်ပြက်တွေကိုကလေးတယောက်ကနောက်ခံစာအပြောနဲ့ပြန်ပြောပြနေတာကိုအားလုံးမှတ်မိကြမှာပါဒါဆိုရင်အင်္ဂလိပ်ကဘာဖြစ်မလဲ response ရုပ်ရှင်ရဲ့မူရင်းစက်ညွှန်းမှာတော့နောက်ခံစာပြောနေသူဟာမယ်ဒီဆိုတဲ့၁၇နှစ်အရွယ်ကလေးတယောက်ဖြစ်ပြီး ပြောင်းဆုံးသွားတဲ့ကလေး18ယောက်ထဲမှာမက်ဒီမပါဝင်သလိုရုပ်ရှင်တစ်ချောင်းလုံးမှလည်းမက်ဒီကိုပြသသွားခြင်းမရှိပါဘူး။ဒါကြောင့်မက်ဒီဟာထူးထူးဆန်းဆန်းဖြစ်စဉ်တွေအကြောင်းပြောပြနေတဲ့မီဘရုတ်မျိုးဟာကလေးတယောက်တာဖြစ်ပါတယ်။ဆုံးမကြီးရဲ့အကြီးမားဆုံးအမားတွေကဘာတွေဖြစ်မလဲ။အဲလရှိမှာစီရင်တွေပြုလုပ်မိတဲ့ကိစ္စနဲ့အတန်းတန်းနဲ့ကကလေး18ယောက်လုံးကိုပြိုင်နှင်းခုံယူထိန်းချုပ်မိတဲ့ကိစ္စတွေရပဲဆုံးမကြီးကိုချာရှုံးသွားစေခဲ့တယ်လို့ပြောရမှာပါ။ဒါပေမဲ့ဆုံးမကြီးကတော့ ငါစီမာဒီလိုအစွမ်းနေရှိတယ်။ငါစာအနားမထောင်ရင်နင်ဒုက္ခရောက်လိမ့်မယ်ဆိုတာမျိုး Alex ကိုပြကြင်လို့ Alex ကြီးမှာစီရင်တွေလုံးပြခဲ့တာဖြစ်ပါလိမ့်မယ်။ဒါအပြင်စုံးမကြီးကသူ့ရန်အားနေနေတဲ့အချိန်မှာကလေးတွေများကြီးရဲ့တက်ရှိစွမ်းအင်တွေကိုဆောက်ယူနိုင်မှုသုံးနှန်းကလေး Alex ရောက်သေးဟိုတာအားကိုးခဲ့ရတာကြောင့်တန်တရနဲ့ကကလေး၁၈ယောက်ကို တန်တရဝင်စရာကောင်းလောက်အောင်တပြိုင်တည်းခေါ်ယူထိန်းချုပ်ခဲ့မိတာဖြစ်ပါတယ်။ Justin ရဲ့ကားမှာစုံးဝိုင်းဆိုတဲ့စလုံးကိုဆေးတုပ်သွားတာဘယ်သူလဲ ရုပ်ရှင်ထဲမှာတရားပြသွားပြီမဲ့ဆုံးမိုင်ဆိုတဲ့စာလုံးကိုစေးနီအောင်နဲ့ရေးဆွဲထားခဲ့တာဖြစ်တယ်လို့အာချာကလည်းနီအောင်စေးဘုံကိုသူ့ကားပေါ်တင်ပြီးဂျက်စတင်အိမ်သားထိရောက်လာတာကြောင့်ဒီကိစ္စရဲ့အဓိကတရားခံဟာအာချာဖြစ်ဖို့ပဲများပါတယ်။ဒီရုပ်ရှင်ရဲ့ထူးခြားချက်တစ်ခုအနေနဲ့ဇလန်းတစ်ခုလုံးကိုဂျက်စတင်အာချာပေါ်ဂျိမ်းစ်မာကတ်စ်နဲ့အလက်ဆိုရဲဇက်ကောင်6ဦးရဲ့ရှူးထောင့်တွေကနေပြသသွားပြီးဒီဇက်ကောင်တွေရဲ့ဖြစ်ပျက်တွေဟာ ဒရိုက်တာရဲ့ဘဝတခြားကြုံတွေ့ခဲ့ရတဲ့စိတ်ချင်ဤပေါင်းစုံကိုတွေ့ဝိုက်ရညွှန်းနေတာပါလိုပဲဖြစ်ဖြစ်ဒရိုက်တာဝက်ဘွန်ဆက်ပတ်တက်တဲ့ရုပ်ရှင်တင်ထပ်ရိုက်တော့မယ်လို့သတင်းတွေထွက်ပေါ်လာတာကြောင့်နောက်တက်ထွက်လာမယ့်ရုပ်ရှင်မှာစုံမိုင်ဂလီဒီစ်နဲ့သူ့အစွမ်းနေကြောင်းပိုတိလာလိမ့်မယ်လို့မျှော်လင့်ရတာပါပဲ